ဟာလေလုယာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဘုရားသခင်ရဲ့ကျေးဇူးတော်အပြင်ကျွန်တော်တို့အတူတူနောက်ဘက်တော်ကိုခံယူဖို့ရန်အတွက်အချိန်တိုင်းကိုပြင်ဆင်ပေးတဲ့ဘုရားရှိခိုးနာမတော်ကိုရှေးဥစွာချီးမွမ်းပါတယ်ကျွန်တော်ဒီနေ့ဒီလိုကခွန်အားယူတည်ဆောက်ဖို့ရန်အတွက်ရွေးချယ်ထားတဲ့ကျမ်းပိုင်ကတော့တရားသုံးခုမြောက်သောစာလံအခန်းငယ်၁မှ၅ဖြစ်ပါတယ်တရားသုံးခုမြောက်သောစာလံအခန်းငယ်၁မှ၅ကျမ်းစာကိုဖတ်ပါမယ် အိုငါဝင်းကြီးသာရဘုရားကို ကောင်းကြီးပေးလောငါဤအထဲမှာရှိသမျှလိုတန်ရှင်းသောနာမတော်ကိုကောင်းကြီးပေးကြလောအိုငါဝင်းကြီးသာရဘုရားကိုကောင်းကြီးပေးလောခြေသူတော်အပေါင်းကိုမမေ့လျော့နေတင်းဤအပြည့်လုံးစုံတို့ကိုဖြည့်လွတ်၍တင်းဤအနာရောဂါရှိသမျှတို့ကိုလည်းပျောက်စေတော်မူ၏တင်းဤအသက်ကိုဖြည့်ဆည်းခြင်းတည်းကရွေး၍ခြေသူတော်ဂယုနာတော်များနေတင်းဤကောင်းကိုပတ်ရစ်တော်မူ၏ သင်ကိုအသက်ကြီးစေကောင်းသောအရာနှင့်ရောင်ရဲစေတော်မူသဖြင့်သင်၏အရွယ်သည်ရွှေလင်းသား၏အရွယ်ကဲ့သို့ပြုပြင်ခြင်းရှိ၏။ဟုတ်ကဲ့ပါဖတ်ကြားသောနှုတ်ကပတ်တော်အပြင်ဘုရားသခင် ကောင်းချီးပေးပါစေ။ဒီနေ့ကျွန်တော်ဖတ်ခဲ့တဲ့နှုတ်ကပတ်တော်ထဲမှာတော့ကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာဘုရားသခင်ရဲ့ခြေဆုတော်ဘုရားသခင်ရဲ့နော်ကျွန်တော်တို့ကိုပြုပေးထားတဲ့ မဟာကျေးဇူးတော်ပေါ့နော်ပြောရမယ်ဆိုတော့မဟာကျေးဇူးတော်ဖြစ်တဲ့အဲ့ဒီຢာတွေကိုကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာမေးလျော့ခြင်းမရှိဖို့ရန်အတွက်ဒီနေ့နှုတ်ပတ်တော်ဒေါ်လီယာပြည်ကျွန်တော်ကခွန်အားပေးတိုက်တွန်းဝင်ရမှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းခွန်အားရပြီးတော့မှတိဆောက်ခြင်းကိုခံရတဲ့ကျမ်းပိုက်လေးဖြစ်တယ်ပေါ့နော်ကဲဟုတ်ပြီဒါဆိုတော့ကျွန်တော်တို့ကျမ်းစာရဲ့အစမှာအိုးငါဝင်းကြီးသာဝရဘုရားကို ကောင်းကြီးပေးလို့လို့စတာပါတယ်ဒါဆိုကျွန်တော်တို့စဉ်းစားကြည့်မယ်ဆိုရင် ဖရာသခင်ကကျွန်တော်တို့ကောင်းကြီးပေးခြင်းကိုလိုအပ်လားမိဂုံတစ်ခုရှိပါတယ်ကျွန်တော်တို့အဲ့ဒီမိဂုံကိုကျွန်တော်တို့ဖြေရမယ်ဆိုတော့ဖရာသခင်ဒီဤကဘာမြေကြီးကိုဖန်ဆင်းထားတဲ့ဖန်ဆင်းခြင်းဖြစ်တဲ့အရာခသိန်းကိုပိုင်နဲ့ပိုင်ရှင်ဖြစ်တယ်ဒါဆိုကျွန်တော်တို့ဖရာသခင်ကိုကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ရဲ့အစွမ်းကျွန်တော်တို့ဘက်ကနေပြီးတော့ဖရာသခင်ကို ပြန်ပြီးတော့မှကောင်းကြီးပေးစရာလိုလားလို့မေးရင်ကောင်းကြီးပေးစရာမလိုပါဘူး ဒါဆိုရင်ဘာကြောင့်ကျွန်တော်စာလန်ဆရာကအိုးငါဝင်းကြီးသာရဘုရားကိုကောင်းကြီးပေးလို့လို့ပြောတာလဲဆိုရင်အဲ့ဒါကအကြောင်းရှိပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အခန်းငယ်နှစ်ရဲ့အဆုံးသားလေးကိုဖတ်ကြည့်မယ်ဆိုရင်ဂျေဇူးတော်အပေါင်းကိုမမေ့လျော့နေဆိုပြီးတော့မှပါပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့အသက်တာထဲမှာ လူဆိုတာကเนาะကျွန်တော်တို့ဒီနေ့အခက်အခဲတွေတွေ့လို့ရှိရင် ဘုရားကိုရီးရတဲ့ကောင်းစားတဲ့အချိန်မှာဘုရားကိုမေ့လျော့တဲ့အချိန်တွေရှိပါတယ်အဲ့ဒီလိုမဖြစ်ရလေအောင်စာလင်စရာကအမြဲတမ်းဘုရားသခင်ရဲ့ဂျေဇုတော်ကိုအမြဲတမ်းအောက်မိပြီးတော့မှချီးမွမ်းတတ်ဖို့ရန်အတွက်အိုးငါဝိညာဉ်ထာဝရဘုရားကိုကောင်းချီးပေးလို့ဆိုတာကဘုရားသခင်ကိုအမြဲတမ်းချီးမွမ်းတတ်တဲ့နှလုံးနဲ့အမြဲတမ်းချီးမွမ်းတတ်တဲ့စိတ်နှလုံးထားပြီးတော့မှဘုရားကိုချီးမွမ်းဖို့ရန်အတွက် ခွန်အားပေးတိုက်တွန်းရတာဖြစ်ပါတယ်။ကျန်းစာကိုဆက်ပြီးတော့မှဖတ်ကြည့်မယ်ဆိုရင်တော့ငါဤအထဲမှာရှိသမျှတို့တန်ရှင်းသောနာမတို့ကိုကောင်းကြီးပေးကြလော။ရှင်းရှင်းလေးပါပဲ။ကျွန်တော်တို့ရဲ့အထဲမှာရှိနေတဲ့ຢာတွေအားလုံးဆိုရင် အကုန်လုံးပါပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာယနေ့အချိန်ထိနေထိုင်ရတယ်၊စားတောက်ရတယ်၊အသက်ရှင်နေရတဲ့ຢာတွေအားလုံးဒီဖရာသခင်ရဲ့ဂျေဇူးတော်ဖြစ်ပါတယ်။ အဲ့ဒီဖယားသခင်ရဲ့ခြေစူးတော်တွေကိုကျွန်တော်တို့ရဲ့အသက်တာထဲမှာအစင်အမြဲမမေ့ဘဲနဲ့မှ အမြဲတမ်းချီးမွမ်းတတ်တဲ့နှလုံးသားနဲ့အသက်ရှင်ဖို့ရန်အတွက်ဒီနေ့စာလင်စရာကကျွန်တော်တို့ကိုခွန်အားပေးတိုက်တွန်းလာတာဖြစ်ပါတယ်။ဟုတ်ပြီဒါဆိုရင်ဖယားသခင်ကကျွန်တော်တို့ကိုဘလို့ခြေစူးတွေပြုထားတာလဲဆိုတာကိုကျွန်တော်ကဆက်ပြီးတော့မှပြောပြပေးသွားမှာပဲ။နံပါတ်1အခန်းငယ်3မှာပါပါတယ်။ သင်ဤအပြစ်အလုံးစုံတို့ကိုဖြေလွတ်တယ်။နံပါတ်၁ကျွန်တော်တို့ရဲ့အပြစ်တွေအတွက်ကျွန်တော်တို့ငရဲကိုတွားရမယ့်လူသားတွေကိုသူ့ရဲ့တပါးတိတော်သားတို့ကိုဆွန့်လွတ်ပြီးတော့မှကျွန်တော်တို့အတွက်လဝါးကားတိုင်းမှာအသေးခံပေးခဲ့တဲ့ကျွန်တော်တို့ရဲ့အပြစ်တွေကိုဖြေလွတ်ခဲ့တဲ့ဂျေဇုတော်နံပါတ်၁အယံကိုမှကြီးမားပါတယ်။ဝင်နဲ့ဝယ်လို့မရဘူး။မဟာဂျေဇုတော်ဖြစ်ပါတယ်။ဒါကျွန်တော်တို့အတွက်အယံကိုမှနော်ကြီးမားတဲ့ဂျေဇုတော်ဖြစ်ပါတယ်။ ဒါဆိုကျွန်တော်တို့ရဲ့အသက်တာလည်းအဲ့ဒီဂျေဇူးတော်ကတော့ကျွန်တော်တို့ဒါကတော့ကျွန်တော်တို့ဒီတမလွန်တွက်ပေါ့နော်ကျွန်တော်တို့ဒီအပြစ်ကိုသွားရအအပြစ်ကြောင့်ငရဲကိုသွားရမယ့်အရာကိုဖြေလိုပေးခဲ့တယ်ကျွန်တော်တို့ဒီဘယ်လိုပြောနောင်ဘဝပေါ့နော်နောင်ဘဝတမလွန်ရဲ့ကျွန်တော်တို့ပြုပေးတဲ့ဂျေဇူးတော်ဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့အဲ့ဒီဘုရားသခင်ရဲ့ဂျေဇူးတော်ကတမလွန်အတွက်ပဲလားအဲ့လိုမျိုးလို့ရှိရင်မဟုတ်ပါဘူးကျွန်တော်တို့ယခုဘဝနောင်ဘဝ ကိုဘုရားသခင်သည်တာဝန်ယူပေးနေတယ်ဘုရားသခင်ဖြစ်တယ်ဆိုတော့ကိုကျွန်တော်ကပြောကြားလိုပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကိုနံပါတ်1အပြစ်အလုံးစုံတို့ကို ဖြစ်လို့ချင်းဂျေစုတော့နံပါတ်2တင်ဤအနာယောဂါရှိသမျှတို့ကိုလည်းပျောက်စေတော်မူပြီ။ပြောချင်တဲ့အရာကဘုရားသခင်သည်တမန်လွန်အတွက်ကိုလည်းအာမခံချက်ပေးနိုင်တယ်လို့ယခုဘုရားကိုလည်းဘုရားသခင်သည် အာမခံချက်ပေးနိုင်တယ်ဘုရားသခင် ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နှုတ်ကပတ်တော်မှာတွေ့ရပါတယ်။ ။ဘာကြောင့်လဲဆိုတော့ဖရာသခင်ကကျွန်တော်တို့ရဲ့အနာရောဂါရှိသမျှတို့ကိုလည်းပျောက်စေတယ်။အာမင်။ကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာဒီယုံကြည်သူဖရာသားသမီးတွေအနေနဲ့ကျွန်တော်တို့တစုံတစ်ခုနေမကောင်းဖြစ်တဲ့အခါမှာမကျန်းမာမှာဖြစ်တဲ့အခါမှာဖရာသခင်ကိုဆုတောင်းတယ်။ဖရာခင်ထံမှာကျွန်တော်အရင်ဆုံးဆုတောင်းတယ်။အဲ့ဒါကဘာလဲ။ဖရာသခင်ကကျွန်တော်တို့ကိုယခုဘဝမှာလေတာဝန်ယူပေးနေတယ်။အယံကောင်မှာ ကောင်းမြတ်တဲ့ဘုရားရှင်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဒီကျမ်းစာအဖြစ်တွေ့ရပါတယ်။နော်ချစ်တော်ဓမ္မမိတ်ဆွေတို့ကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာဒီနေ့ကျွန်တော်တို့နော်ဘုရားသခင်ဂျေဇုတော်ကဘလောက်ထိအောင်ကြီးမားလဲဆိုရင်နံပါတ်1ကျွန်တော်တို့ရဲ့အပြစ်အလုံးစုံကိုဖြေလိုပေးတယ်။နံပါတ်2တင်းဤအနာရောဂါရှိသမျှလို့ပြောရပါတယ်။အနာရောဂါတစ်ခုတည်းမဟုတ်ဘူးနော်။ရှိသမျှကိုလည်းပျောက်စေတယ်။ဂျေဇုတော်ကိုလည်းကျွန်တော်တို့ကိုဘုရားသခင်ကပေးရပါတယ်။ အဲလောက်အထိတောင်မှကျွန်တော်တို့ဘုံမှာရဟန်းကောင်းမြတ်တဲ့မဟာဂျေဇူးတော်မဟာဂျေဇူးရှင်ကိုကျွန်တော်တို့အဲ့ဒီဂျေဇူးကိုမေ့လျော့ပြီးတော့မှအသက်ရှင်နေတယ်ဆိုရင်တော့ကျွန်တော်တို့ယုံကြည်သူဘုရားသားသမီးတွေရဲ့အသက်တာထဲမှာတကယ်ပဲဝမ်းနည်းစရာစိတ်မကောင်းစရာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဘဝအသက်တာထဲမှာစာလန်စရာကနော်အခန်းငယ်နှစ်မှာပြောထားသလိုပဲအိုးငါဝိညာဉ်ထာဝရဘက်ကိုကောင်းကြီးပြီးတော့ဂျေဇူးတော်အပေါင်းကိုမမေ့လျော့နေအဲ့ဒါကတကယ်အရေးကြီးပါတယ်။ ကျော်ရရဲ့အသက်တာထဲမှာအဲ့ဒီဘုရားရဲ့ဂျေဇုတော်ကိုအမြဲတမ်းမမေ့လျော့သောအသက်တာနဲ့အသက်ရှင်သွားဖို့ရန်အတွက်တကယ်ပဲလိုအပ်တယ်ဆိုတာကိုတွေ့ရပါတယ်